ကစီယူ channel ကြီးကပြန်လဲကြိုးဆိုပါဗျာနော်နေပါလေပြောချင်လဲဆိုတော့နော်အဲ့လာချိုးပြန်ပြီးလာတဲ့ကိစ္စကိုမေးထားတာပေါ့ဗျာမေးထားတော့ဘသူသွားမေးတော့ဆိုတော့တက်ထွေးနိုင်ကမေးထားတာဘသူအောင်ဆိုတော့ slime jaw အောင်နော် slime jaw အောင်ဆိုတာဘာလဲဆိုတော့ ABDF မှာဘောဦးဆောင်ကြီး comedy အဖွဲ့ဝင်ဟောင်းနဲ့စောက်သုံးမကြတဲ့ကောင်တွေကိုသွားမေးထားတယ်ကိုယ်တိုင်စောက်ဖြစ်မရှိတဲ့ကောင်မျိုးတွေဘာလို့စောက်ဖြစ်မရှိလို့ဆိုတော့ ABDF ခင်ဗျားတို့ဘလို့ဖြစ်တော့ဘလို့ကွဲပြဲတွေဖြစ်တော့ခင်ဗျားတို့စောင်းသွားဖတ်လို့ရတယ် နော်စောက်သွားဖတ်ကြည့်လို့ရတယ်နော်စောက်သုံးကြတဲ့ကောင်အဲသူများနေရနေပြီးတော့ဘာမှဟုတ်တာမဟုတ်ဘူးနော်ကရင်ပြည်နယ်ထဲမှာနေခဲ့ပြီးတော့ဘာမှအသုံးမကျအောင်နော်ရှေမုတ်ခံလာပြုလာရတဲ့အရာ နော်ရတဲ့ဟာတွေဘာညာကူကွာလဲအဲ့ဒီဟာကို तू ကစောက်ကြည့်တော့ကြပြောကိုယ်တိုင်ကြောက်လဲစောက်ဖြစ်မရှိဘူးစောက်ဖြစ်မရှိလို့ EBT ရဲ့အကွက်ကွက်လဲလဲဖြစ်ခဲ့တယ်ဖြစ်ခဲ့တဲ့အလျောက်ဟာကိုနော် तू ကအခုလာချုပ်ဖြစ်တဲ့ကိစ္စကိုတော့မှစိုးရိမ်နေပြုတယ်ဘာညာကူကွာနဲ့ဩနော် မစောက်ချက်ကြည့်အောင်စလိုင်းရောအောင်ဟေးနော်ခမရအသက်တွေလည်းကြီးစောက်သည့်တရားလေးခမရနိုင်ငံရေးစီရေးလေးခမရတိရတိရတဲ့နဲ့ခမရဟောနော်စောက်ကြီးစောက်ကြီးတက်တက်ပြောပြောဟိုလိုဖြစ်တယ်ဘာဖြစ်လဲကိုကြတော့လည်းစောက်ဖြစ်ကြည့်အောင်မလုပ်ခဲ့ဘူးသူများကြတော့လည်းစောက်ဖြစ်လိုက်တယ်နော်အဲတော့ခမရတို့လည်းတိရနိုင်ငံရေးစီရေးကဘလို့ချုပ်ထွေးတယ်နော်ထာဝရရန်သူထာဝရမိတ်ဆွေမြူထာဝရကိုကြိုးသီးပါပဲရှိရဆိုလားခမရတိရဒါပဲတိပြီမဲ့လည်းခမရစောက်ပိစောက်ပိကြည့်သူများစောက်ပြလေးကတင်လိုက်အောင်မှာစိုးရိမ်နဲ့ပြူတယ်ဘာညာကွက်ကနဲ့နော်ခမရတိတယ် နော် ABS ကြီးရကရင်ပြည်နယ်မှာဘလို့နေရတယ်ဘလို့ထားရတယ်သူတို့ပေးသလောက်လေးနဲ့ရက်တီပြူရတယ်ဘာညာကြီးကပြီးနောက်ဆုံးထိုးကြွေးခံရတယ်ခမရသိတယ်ဒါပေမဲ့သိပေမဲ့ခမရစောက်ပိစောက်ပိကြာပြီးတော့ခမရကိုကိုတိုင်ဆရာကြီးလို့လို့ဘာကြီးလို့ထွက်ပြောလာတယ်နော်စောက်တော့မကြတဲ့ကောင်ကျွန်တော်ကတော့အတိုင်းပဲပြောမှာဘာလို့ခမရတို့စောက်ကိုကျွန်တော်ဖတ်ဘူးလေခမရတို့စောက်ကိုကျွန်တော်ဖတ်ဘူးလေနော်အဲကြောင့်မလို့ပြောတာ ကြောဒီမှာနော်သူကသူစောင့်ဆရာကြီးလို့လို့ကိုယ်တိုင်ကြောစောင့်ပြည့်ရှိအောင်မလုပ်ခဲ့မနဲ့အခုကြာမှာနော်စောင့်ပြည့်ရှိတယ်လို့လို့ပါလို့ပြောနေရကောင်နော်အမှနှစ်ကောင်သားမေးလိမ့်မယ်ဒီလာရှိုရဟုဆိုတာဟိုအသက်ကြီးအများကြီးပြေးခဲ့ရတာနော်အသက်ကြီးအများကြီးပြေးခဲ့ရပြီးတော့တို့တို့အဲဒီလာရှိုပြန်ပြရမယ်ဆိုတဲ့တဲ့ကြားကလေးကဟိုစိတ်ထိခိုက်မှုတွေတော့ရှိကြတာပါဗျာကျွန်တော်တို့ထားဖက်မှာဆိုရင်2000 တက်မှာဗျာ2000တက်မှာဒီ taxing အစိုးရတက်လာပြီးတဲ့နောက်မှာအဲ့မှာကျွန်တော်တို့ဒီအထူးသဖြင့်တော့ဒီ KNY ဘောဗျာဖျားပေးတာဗောဖျားပေးတဲ့အခါကျတော့ KNY ကဒီအပြည့်ရဲ့စေစကားဟို KNY စကားတော့ပြစကားပြောရတဲ့အခြေအနေမျိုးတွေဖြစ်ခဲ့တာရှိတယ်ဗျာနော်โอเคကိုစလိုင်းရောအခုရှမ်းမြောက်ဒေတာဗောနော်ရှမ်းမြောက်ဒေတာမှာ MNDA ကိုကန့်ဖွဲ့ကဒီအခု April 20နေ့နောက်ပိုင်းဆိုရင်သူတို့ထိန်းချုပ်ထားတဲ့လာရှိုးမျိုးကနေစုပ်ပေးတော့မယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ် ဲ့ဒီအတွက်အခုသူတို့ပစ္စည်းပစ္စည်းတွေပေါ့အဓိကအဖြစ်ဆေးရုံကပစ္စည်းရော transformer တွေရောပြောင်းရွှေ့နေတယ်လို့ကြားပါတယ်သူတို့ data ဘက်ကိုလေဒီလိုမျိုးသတင်းတွေထွက်နေတဲ့အပေါ်မှာကို slide ရောက်အောင်နေနေကောဟိုဘယ်လိုမျိုးထင်မြင်ချက်ရှိလဲဗျာဒီပုံမှာဟုတ်ကဲ့ဟိုအဲ့ဒါမပြောခင်ကျွန်တော်ကလေဟိုစကူဦးလေးပြောချင်တာကတော့လေဟိုကျွန်တော်တို့ဟို MND ဖွဲ့တဖွဲ့တည်းနဲ့မဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့ ဟိုတော်လန်အမ်တော်ဟန်ရဲ့ဖွဲ့စည်းအားလုံးပေါ့နော်ဒိုင်းနာလန်နိုင်ငံတော်လန်ရဲ့ဖွဲ့စည်းအားလုံးကဟိုကျွန်တော်တို့ရဲ့အင်ဂျင်နာချင်းနိုင်ငံတွေကိုအနည်းနဲ့အများကျွန်တော်တို့မြေခွန်နေရတာဖြစ်တာဟုတ်မြေခွန်နေရတာဖြစ်တဲ့အခါကျတော့ကျွန်တော်တို့နဲ့ထိစပ်နေတဲ့အင်ဂျင်နာချင်းနိုင်ငံရဲ့အကျိုးရှိွားပေါ့ဗျာနော်သူ့အကျိုးရှိွားကိုပုံမှန်မူတည်ပြီးတော့ကျွန်တော်တို့ကတခါတည်းမှာလိုက်ကားတယ်လို့ဖြစ်တာဟုတ်ဆိုတော့အခု MND ရဲ့အခြေအနေကလည်းဒါကျွန်တော်ထင်တယ်အဲ့လိုဖြစ်တယ်လို့မြင်ပါတယ်နော် အခုအချိန်နဲ့ကြားရတဲ့တည်င်းလေးအချိန်နဲ့ရတော့ကျွန်တော်ထင်တယ်တေချာဘလောက်တို့ပြန်ဆော့မဲ့အချိန်နဲ့ဖြစ်တယ်လို့ဟိုကျွန်တော်မြင်ပါတယ်ခင်ဗျဟိုအရင်ကလည်းတို့နှစ်ဖက်တရုတ်မှာဆွေးနွေးမှုတွေလုပ်တယ်နောက်ပိုင်းမှာဟို MND ကဆက်တိုက်မှာမဟုတ်တော့ဘူးပေါ့နော်ခုခံတဲ့အနေနဲ့ပဲနေမယ်ဒီလိုမျိုးတွေတော့တို့ကြင်ညာချက်တွေထုတ်လာတယ်ဒီတစ်ခေါက်မှာတော့ဟိုနှစ်ဖက်လုံးကဘာမှတော့မပြောဘူးဒါပေမဲ့အချိန်နေတဲ့အဲ့လိုဖြစ်နေတယ်ဆိုတော့ဒီတို့ရဲ့ဆွေးနွေးမှုအပေါ်မှာနှစ်ဖက်စလုံးကလေဘာကြောင့်အခုလိုမျိုး ဟိုရှုပ်ဝက်ထားတာလဲပုံမှန်လေးလေးမလုပ်တယ်လို့မြင်လဲဗျ။ဘာတွေသူတို့မှာခက်ခဲရှိနေလို့လဲ။ကျွန်တော်မြင်တာကတော့ဗျဟို MND အခြေအနေကတော့ဟိုသူတို့ရဲ့သူတို့အဖွဲ့အစည်းအတွင်းမှာပေါ့နော်။ကြားရတဲ့အခြေအနေကတော့မလုပ်ချင်ကြဘူးလေ။ဆိုတော့ဒါပေမဲ့လည်းတရုတ်အစိုးရကသူ့ရဲ့တာဝန်ရှိတဲ့ခေါင်းဆောင်ပိုင်းအချုပ်ကိုဟိုအကြက်ကျုပ်သဘောမျိုးပေါ့ဗျာနော်အမထရီဖန်ဆင်းထားတဲ့နေရာတွေထိန်းသိမ်းထားတဲ့နေရာတွေဟိုရှိနေတယ်လို့ကြားရတယ်ဆိုတော့အဲ့ဒီပုံမှာတော့ မနောဆိုင်နံတဲ့အခြေအနေလို့မြင်ပါတယ်နောက်တစ်ခုကတော့သူတို့ကိုဟိုတရုတ်အစိုးရကရိတ်ခါပေါ့နော်ဟိုဆောက်စားအရာပေါ့ဗျာဖြတ်ငါးပြက်နဲ့ဖြတ်တဲ့အခါကျတော့ဟိုဘလို့မှရက်တီလို့မရတဲ့အခြေအနေမှာနောက်ဆုံးဟိုဒီချက်ကိုသဘောတူလဲရတယ်လို့ကျွန်တော်တို့မြင်ပါတယ်နောက်တစ်ခုကတော့ထုတ်မပြောရတဲ့အကြောင်းရင်းကတော့ဟိုသူ့ရဲ့အကျိုးဆက်ပေါ့ဗျာနော်သူ့ရဲ့အကျိုးဆက်ရိုက်ခတ်မှုတွေဟိုဖြစ်လာမဲ့ဟာတစိုးတရားစိုးရိမ်မှုရှိတဲ့အတွက်ဟိုကြိုတင်မထုတ်ပြန်ခြင်းဖြစ်တယ်လို့ကျွန်တော်တို့နားလဲပါတယ်ဗျာ စစ်ကောင်စီဘက်ကတော့ကျွန်တော်တို့အကဲဖြတ်ဖို့ကတော့သူတို့ဘလို့ရည်ရွယ်ချက်နဲ့ဟိုထုတ်မပြောဘူးဆိုတာတော့ဟိုကျွန်တော်တို့ဟိုတိကျကြတော့ခံမဖို့ခပ်ပါတယ်ဗျအဲ့တော့ဒီ MNDA ကအခုလို့ဆုတ်သွားမယ်ဆိုရင်စစ်ကောင်စီကသူဟာသူ့တက်တွေသူ့တက်ဖွဲ့တွေပြန်ပြီးနေရာယူမဲ့သဘောမျိုးကိုအချင်းရည်ပြတ်ကျွန်တော်ပြောလို့ရမှာဒါမှမဟုတ်ဟို MNDA ကဒီတိုင်းပဲထားဝမယ်သူ့မှာမဟာမိတ်တက်တွေရှိတာဟုတ် ဟိုဝါလည်းသူယုံဝရှိနေလဲဆိုတော့ဟုတ်ကဲ့အဲ့ဒီအခြေအနေကနည်းနည်းတော့စဉ်းစားရှုပ်ထွေးမှုရှိတယ်အုပ်ချုပ်မှုကဘယ်လိုမျိုးဖြစ်ခဲ့မလဲဆိုတာလေအဲ့ဒီပေါ်ကို slide အနေနဲ့ဘယ်လိုမျိုးသုံးသပ်လို့ရနိုင်မလဲပထမဆုံးတော့ last show ကိုဟို MD ကပြန်ပေးရမယ်မပေးရဘူးဆိုတော့အခြေအနေလည်းကျွန်တော်တို့ဟိုတည်င်းထုတ်ပြန်လိုက်ရင်ကျွန်တော်တည်ချက်ကြမကြားဘူးလေနော်အဲ့ဒါတကူနောက်တစ်ခုကတော့ last show ကိုကျွန်တော်တို့ကဟိုပြန်ပေးရသည့်တိုင်အောင်ကျွန်တော် last show နဲ့ပတ်သက်ပြီးတော့ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာလည်း နှစ်ဖက်လုံးอ่ะပေါ့เนาะကျွန်တော်တို့တိတိကျကျထုတ်ပြန်တာလည်းမရှိတဲ့အခါကြောင့်တော့အခုအခြေအနေမှာမာတော့ကျွန်တော်ထင်တယ်ဟိုတိတိကျပြောဖို့ကတော့ဟိုဖက်တယ်ကျွန်တော်ထင်တယ်ဟိုရှုပ်ထွေးမှုတွေကတော့ကျွန်တော်ထင်တယ်ဟိုပို့ပြီးတော့ဖြစ်လာနိုင်တယ်လို့မြင်တယ်အကယ်၍ဟိုတခုတော့ရှိတာပေါ့ဗျာသူတို့တည်မထုတ်ပြန်ဘဲနဲ့နှစ်ဖွဲ့ပေါ့เนาะဆိုတော့ MND နေနဲ့စစ်ကောင်စီဂျားထဲမှာတစုံတရာသဘောတူညီမှုတွေရှိကောင်းလည်းရှိနိုင်မယ်ပေါ့เนาะအခုဂျားနဲ့တည်င်းတွေရတော့ ဟိုလာရှိုးမျိုးပေါ်မှာတော့စစ်တပ်ရဲ့စစ်တပ်ရဲ့အုပ်ချုပ်ရေးရှိတယ်။လာရှိုးအပြင်ပေါ့နော်။လာရှိုးရဲ့အပြင်နေရာတွေမှာတော့ MNDA အုပ်ချုပ်ရေးရှိမယ်ဆိုပြီးကျွန်တော်ကြားရတယ်ရှိတယ်။ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကအခုကြားရတဲ့တည်င်းအခြေအနေပေါ်မှာပြောရတာလေ။ဆိုတော့နှစ်ဦးနှစ်ဖက်ကဒီပုံမှာတိတိကျကျထုတ်ပြန်တာမရှိတဲ့အခါကျတော့ခံမှားတော့ကျွန်တော်တို့တော်တော်လေးခတ်ပါတယ် ို့တော့လေအတွေ့အကြုံပေါ့နော်ကျွန်တော်ဒီအပြစ်ကရဲ့ဆင်းရဲကာလမှာဟိုကျွန်တော်ပါကျွန်တော်တို့အရင် NCA နဲ့ပတ်သက်ပြီးတော့ပါခဲ့ရတဲ့အပြစ်ကတက်ခတ်မှုရဲ့ဆင်းရဲဆရာပုဂ္ဂိုလ်ဆောင်ကြီးကော်မတီရဲ့အတွေ့အကြုံများဆိုရင်တော့နှုံးနှစ်ဖက်ကြားထဲမှာသဘောတူညီမှုတွေရှင်းရင်းလင်းမဖြစ်ဘူးဆိုရင်မရှိနိုင်ဘူးရှိမနေဘူးဆိုရင်ကျွန်တော်ထင်တယ်တစ်ချက်ကိမ်းပါတော့ဟိုကြားထဲမှာပြဿနာတွေပေါ့နော်လက်နက်ကန်ပြိပခတ်တွေတော့ပို့ပြီးတော့ဟိုဖြစ်လာနေတဲ့အခြေအနေမျိုးတော့ရှိပါတယ်နော် ဆိုတော့အရေးချင်လို့ရှောင်ရှားဖို့ဆိုရင်တော့နှုတ်နှစ်ဖက်ကြားထဲမှာတိတိကျကျပေါ့နော်ကျွန်တော်တို့သဘောတူညီမှုတွေရှိဖို့လိုတယ်ဟိုအချက်လက်တွေပေါ့နော်ဘယ်သူကတော့ဘယ်ဘယ်နေရာဘယ်ဘယ်နေရာပြေးနေတာဘယ်သူကတောင်းဝင်နေဘယ်သူကတော့ဘယ်နေရာဘာနေရာမယ်ဆိုတော့ကြားကြားနေပြီပေါ့နော်ဟိုကကျွန်တော်တို့နှုတ်နှစ်ဖက်လိုမလားတဲ့နေရာပြေးနေစသဖြင့်ပေါ့အဲ့လိုမျိုးအခြေအနေတွေကျွန်တော်တို့သတ်မှတ်ထားတဲ့အခြေအနေတွေတိတိကျကျမရှိဘူးဆိုရင်တော့ကျွန်တော်ထင်ရတဲ့ချင်းချင်းမှာတော့ရှုပ်ရှုပ်ထွေးထွေးပို့ပြီးတော့ဖြစ်လာတယ်လို့မြင်ပါတယ်ဗျာ ဟုတ်ကဲ့အခုကိစ္စကတရုတ်ကဒါကြားဝင်တယ်လဲပြောတယ်နောက်ဖိအားပေးတယ်ဆိုလဲသတင်းတွေလဲတော်တန်ထွက်တာပေါ့ဆိုတော့အခုလိုပြန်ဆုတ်တယ်တကယ်ဖြစ်ခဲ့မယ်ဆိုရင်တရုတ်ကလည်းသူ့အနေနဲ့အမကောင်စစ်ဝင်ယုံလို့လာထိုင်ပြီးတော့ဟိုဂျားကန်နေနေပေါ့နော်ရှိမယ်ဆိုတဲ့သတင်းတွေလဲထွက်ပါတယ်ဆိုအဲ့ဒါကရောဘလောက်ဖြစ်နိုင်ကြီးရှိမလဲဗျာอืมကျွန်တော်မြင်တာတော့တရုတ်ကအခုဖြစ်တဲ့အခြေအနေကတရုတ်ကဂျားဝင်ဆောင်ရွက်တယ်ဆိုတာတက်ကိုကျွန်တော်အမြင်ရတော့တရုတ်ကတစ်ဖက်သက်ပေါ့နော် MND ကိုဖိအားပေးပြီးတော့ ဟိုဆောင်ရွက်ဆောင်ရွက်ချက်လို့ကျွန်တော်မြင်ပါတယ်เนาะဆိုတော့အဲ့ဒီခါကျတော့ MND ဘက်ကလည်းသူကသူတဘောဓာတ်မပါဘဲနဲ့ပေါ့ဗျာเนาะလုံလရတဲ့အခြေအနေဖြစ်တဲ့ခါကျတော့ဒီအခြေအနေတွေကဟိုဖြစ်တာပေါ့เนาะယာယီအခြေအနေယာယီအခြေအနေမှာတော့ဟိုပြဿနာတွေမဖြစ်ဟိုမဖြစ်နိုင်ပေမဲ့လည်းတာရှည်ဆက်သွားမယ်ဆိုတော့ကျွန်တော်ထင်တယ်တစုံတရာပြဿနာတွေဟိုကြီးထွားနိုင်မယ်လို့မြင်ပါတယ်ဒါပေမဲ့အခုနလိုတရုတ်ကောင်စစ်ဝင်ယုံပေါ့နော်ကောင်စစ်ဝင်ယုံတော့မဟုတ်သူတရုတ်ရဲ့ တခုခုပေါ့နော်တရုတ်ရဲ့ယုံတရုတ်ကနေပြီးတော့ယုံလာထိုင်တယ်ယုံလာထိုင်ပြီးတော့နှူးနှစ်ဖက်ဂျားထဲမှာသူကဂျားကန်တဘောမျိုးပေါ့နော်ဂျားကန်တဘောတဘောမျိုးဆိုရင်ဂျားကန်ပီတောက်ဆောင်ရွက်ဖို့လိုတယ်နော်တစ်ဖက်ဘက်ကမှဘိုင်းမလိုက်ဘမ်းမလိုက်ပဲနဲ့ဂျားကန်ပီပီတတဆောင်ရွက်မယ်ဆိုတော့အခြေအနေကတမျိုးဖြစ်နေလာပေါ့အဲ့လိုမဟုတ်ဖ ೇನೆ သူကဥပမာပေါ့နော်ဥပမာစစ်ကောင်စီဘက်ကပဲရက်ပြီးတော့ MNDA ကိုလည်းဖိအားပေးမယ်ဆိုတော့ကျွန်တော်ထင်တယ်တစ်ချိန်ချိန်မှာတော့ပြဿနာက ဟိုဖြစ်လာနိုင်တယ်လို့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဟိုဟို spring ရဲ့သဘောတရားလို့မျိုးပေါ့ဗျာ။နော်ဖြည့်ပါများရင်ကျွန်တော်ချင်တယ်ပြန်ပြီးတော့ဟိုတွန်းကန်လာနိုင်တဲ့အခြေအနေမျိုးကဖြစ်တာပေါ့ဗျာနော်။အခုဆိုတော့တရုတ်ကတော်တော်လေး MNDA ကိုဖြည့်ထားတဲ့သဘောမျိုးဖြစ်တဲ့အခါကျတော့ဟိုဖြည့်ထားတဲ့အခြေအနေအောက်မှာဒီပိစရေးမဖြစ်သင့်မနဲ့ဖြစ်သွားတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီလာရှူရာဟုဆိုတာဟိုအသက်ကြီးအများကြီးပြေးခဲ့ရတာလေနော်။အသက်ကြီးအများကြီးပြေးခဲ့ရပြီးတော့ကျွန်တော်တို့ ဟိုတစ်ဖက်ကိုပြန်ပေးရရဲဆိုတော့ဟိုဘယ်သူမှဟိုပေးခြင်းတဲ့အခြေအနေမျိုးတော့မဟုတ်ပါဘူးညဒါပေမဲ့လည်းမွန်လွန်မွန်လွန်စာနေတဲ့အခြေအနေတစ်ခုကြောင့်ပြေးလဲရတော့အဲ့ဒီအခြေအနေမှာကျွန်တော်တို့ကနှုတ်နှစ်ဖက်ပေါ့နော်ဟိုပြေးလဲရပြေးလဲကြောင်းမဟုတ်ဖဲနဲ့အဲတစ်ဖက်ဘက်ကိုပဲ MNDA ဘက်ကိုပဲတရုတ်အစိုးရကတရုတ်ကပုံပို့ပြီးတော့ဖိအားပေးလာမယ်ဆိုတော့ဒီအခြေအနေကဟိုပေါက်ထွက်သွားဟိုပေါက်ကွဲသွားနိုင်တယ်လို့ကျွန်တော်တို့မြင်ပါတယ်ချက်ချင်းမဟုတ်ရင်တော့မှပေါ့နော်ချက်ချင်းချင်းမှာတော့ဟိုပေါက်ကွဲသွားနိုင်တယ်လို့မြင်ပါတယ် ောက်ကွဲသွားတဲ့နေရာကဘယ်လိုပောက်ကွဲမလဲပေါ့နိုင်ငံရေးပောက်ကွဲမှလားဒါမှမဟုတ်စီးရေးပောက်ကွဲမှလားပေါ့ဗျာနော်ဆိုတော့အဲ့ဒီဟာတော့အဲ့ဒီဖြစ်လာတဲ့အခြေအနေပေါ်မှာလည်းမူတည်မယ်လို့မြင်ပါတယ်ဟုတ်ကဲ့ခုနကပြောသလိုပေါ့နော်အသက်တွေအများကြီးပေးထားရတယ်ဒါညီနောင်၃ပေါ်နဲ့တစ်တုံညာနှစ်ခွန်စစ်စေးမှာတိုက်ပြီးတော့ရခဲ့တာပေါ့နော်ဆေးအနာရှင်ခြုံရင်းအတွက်ဖြိုချာအတွက်လို့ရည်ရွယ်ပြီးလုပ်ခဲ့တာဆိုတော့အခုချိန်မှာတကယ်လို့ဒါတကယ်ပြန်ဆုတ်ရတာလုပ်ဖို့အခြေအနေဖြစ်ခဲ့မယ်ဆိုရင်ငကူကတော့သူတို့ကအထူးဒေတာတက်ကသူတို့ရဲ့ဒေတာကိုဒါကိုပြန်ပြီးတော့သူတို့ ရဖို့အုပ်ချုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်လည်းပါတာ哦ဆိုတော့အခုအဲ့ဒီဟာကတော့အခြေအနေကတော့ तू ကပြည့်ပြည့်စုံတယ်လို့ပြောရမှာ तू ဒေသတာကိုရမယ်ဆိုတော့ MND အနေနဲ့အခုလက်ရှိအခြေအနေကဆိုအဲ့ဒီအထုဒေသတင့်နေတယ်သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအခြေအနေနဲ့တင်ဟိုပြီးမြောက်သွားမဲ့အခြေအနေလို့ပြောလို့ရမှာတခန်းရက်သွားမယ်လို့ပြောရင်မှန်မလားဗျာအာအခုကျွန်တော်တို့မကြာသေးခင်ကပေါ့ဗျာနော်ကျွန်တော်တို့ဒီ AA ရဲ့16နှစ်မြောက်ပေါ့နော်ဟိုအဖွဲ့စည်းတည်ထောင်ခြင်းအထိမ့်မှအခမ်းအနားကိုဝင်ညောင်သုံးခွဲရနေပြီးတော့ သုံးဘွဲ့အဲသူတို့သဘောတူပြင်ကြတခုထုတ်တာပေါ့ဗျာနော်ဟိုပြင်ကြကြထုတ်တယ်အဲနောက်တစ်ခုကလည်းသူတို့ဒီ AA ကိုဟို MND ရော TNL ရောကျွန်တော်တို့ဟိုသုံးဝင်လာတွေပို့ကြတာဟိုပို့တဲ့အခါမှာတော့ဟိုဒီသုံးဘွဲ့လုံးကတော့သူတို့ဒီရီမှန်းချက်ပေါ့နော်သူတို့ရီမှန်းချက်ပြင်းပြောက်တဲ့အချီကိုဆက်ပြီးတော့ဟိုဒီတကွညီနောင်သုံးဘွဲ့အနေနဲ့ဆက်ပြီးတက်ပွင့်လုပ်သွားမယ်ဆိုပြီးတော့ပြင်ကြကြထုတ်လာရှိတဲ့အခါကျတော့အခုအချိန်နေမှာတော့ MND က တရုတ်ရဲ့ဖီအားကြောင့်ဘလို့မှမရှောင်မလွဲစာပဲနဲ့အခုလိုဟိုလုံးရရပြင်မဲ့နဲ့တစ်ချိန်ချိန်မှာတော့ကျွန်တော်ထင်တယ်သူ့ဘက်ကပေါ့နော်ဟိုနိုင်ငံရေးအားသာလာတဲ့အချိန်နောက်တစ်ခုကလည်းတစ်ခုပေါ့အပြောင်းလဲနိုင်ငံရေးအပြောင်းလဲဖြစ်လာတဲ့အချိန်မှာတော့ကျွန်တော်ထင်တယ်ပြန်ပြီးတော့ဟိုတိုက်ပွဲတွေပြန်ဖြစ်လာတယ်လို့မြင်ပါတယ်နောက်တစ်ခုကတော့သူတို့ပြောထားတဲ့အတိုင်းပေါ့ဗျာနော်ဟိုနိုင်ငံကြီးမှန်ချက်ပေါ့နော်နိုင်ငံကြီးမှန်ချက်ပြီးတော့တဲ့ဒီစပီချီတက် နိုင်ပါစေလို့ကျွန်တော်တို့ဆုတောင်းပါတယ်ဗျာ ဟုတ်ကဲ့တကယ်လို့အဲ့လိုနောက်ဆုတ်ရမယ်ဆိုလို့ရှိရင်အချိန်တွေကအခုက TNL တစ်ဖွဲ့ပဲကြံတော့မဲ့အချိန်တွေပေါ့နော်။ဘာလို့ဆိုတော့ဥမာ MND ရောခုန SSBB RCS ဟိုဘက် Mine Law ဝအကုန်လုံးကစစ်ကောင်စီနဲ့ဒါဟိုဘာမှမဖြစ်ဘူးလေ။အဲ့တော့ MND ကလည်းညင်သွားမှဆိုရင် TNL တစ်ဖွဲ့ပဲကြံမယ်။အဲ့ဆိုရင် TNL ပေါ်ဖိအားတွေများလာနိုင်လားတရုတ်ဘက်ကရောစစ်ကောင်စီဘက်ကရော။ဘာလို့ဆို TNL ရဲ့ဟိုဘက်ကကချင်နဲ့ကလည်းသူကနည်းနည်းပြိပက်ကဖြစ်နေတဲ့အချိန်တွေဆိုတော့ TNL ရဲ့အခြေအနေကဘယ်လိုဖြစ်လာနိုင်လဲဗျ။ အခုလောလောဆယ်ကိုပဲတင်းနယ်လေးကိုရန်သူကပေါ့နော်ဖိအားမျိုးမျိုးပေးတာဖိအားပေးတာကတော့အဓိကတော့လေချောင်းနဲ့ပေါ့နော်လေချောင်းတိုက်ခိုက်မှုကနေပြီးတော့သူ့ကိုဖိအားပေးနေတယ်အဲတစ်ဖက်ကလည်းတင်းနယ်တွေတရုတ်ကလည်းနိုင်ငံရေးတော့သူ့ကိုဖိအားပေးတာပေါ့ဗျာဆိုတော့ဖြစ်နိုင်ပါတယ်နော်ရှင်းပါတော့တရုတ်ကလည်းနိုင်ငံရေးဖိအားပေးတာဖြစ်လာနေတယ်နောက်တစ်ခါဒီစစ်ကောင်စီကတော့ခုနကဒီလေချောင်းကနေပေါ့နော်တိုက်ခိုက်မှုတွေနဲ့ဖိအားပေးတာဖြစ်လာနိုင်ပါတယ်နော်ဒါပေမဲ့လည်းအဲ့ဒီအချိန်တွေအောက်မှာ ဟို TNL နဲ့ဘယ်လိုဆုံးဖြတ်ပြီးတော့ဆောင်ရွက်ကောင်းမလဲဆိုတဲ့ဟာတော့ကျွန်တော်ဒီနေ့ပြောဖို့တော့နည်းနည်းတော့ခက်သေးတယ်လို့မြင်ပါတယ်ဗျ။ MNDA နဲ့ TNL ရဲ့ဟိုတခုတခုမတူတာတော့ရှိတယ်ဗျ။ MNDA နဲ့ TNL ရဲ့အခြေအနေမတူတာပေါ့နော်။ဆို MNDA ကတော့သူကဒီကျွန်တော်တို့တရုတ်ကိုအကုန်လုံးအစအရမြှခုနေရတယ်။နောက်တစ်ခုကအစရရကိုကဟိုတရုတ်ရဲ့အာဩစာလွှမ်းမိုးတဲ့အဖွဲ့အစည်းတခုလို့ပြောရင်မှားဘူးပေါ့ဗျာနော်။အဲ့တော့ TNL ရဲ့အခြေအနေကကြတော့အဲ့လိုမဟုတ်ဘူးလေနော်။ ဆိုတော့ DNA တွေကတော့လုံးဝကြီးဟဲ့လားတရုတ်ကိုမိခုနေရတဲ့အခြေအနေမျိုးမဟုတ်တဲ့အခါကျတော့ဟိုဒီအခြေအနေအောက်မှာသူ့ကိုဖိအားပေးတဲ့အခြေအနေအောက်မှာပဲဘလို့ဘလို့သူရှောင်ထွက်နိုင်တဲ့နီးလန်းနေတော့ကျွန်တော်ထင်တယ်သူတို့ဟိုကြာဆမယ်လို့ကျွန်တော်တော့မြင်ပါတယ်เนาะတစ်ဖက်မှာလည်းအဲကျွန်တော်ထင်တာဟို KN နဲ့ပြဿနာရှိနေဆိုမဲ့လည်းဟိုဒီပြဿနာကြီးကကျွန်တော်တို့နှစ်ဖွဲ့ကြားထဲမှာပေါ့เนาะကျွန်တော်နှစ်ဖွဲ့ဆိုတော့ကျွန်တော်တို့အချင်းချင်းကြားထဲမှာဒါတွေကဟိုတွစ်ဆုံဆွေးနွေးပြီးတော့ဖြေရှင်းလို့ရတဲ့ အခြေအနေတွေဖြစ်ပါတယ်နော်ဒါတွေကိုလည်းအများဆုံးကျွန်တော်တို့ဖြည့်ရှင်းဖို့လည်းလိုအပ်ပါတယ်နော်ဆိုတော့အဲ့လိုမဟုတ်ဘူးဆိုတော့ကျွန်တော်ထင်တယ်တင်းတင်းလေးနဲ့ပို့ပြီးတော့ဟိုအခက်အခဲတွေတွေ့နိုင်ပါတယ်နော်အဲ့တော့ညီတော်သုံးဘော်ရဲ့တစ်တုံချာနှစ်ခုမော်နော်စစ်စင်ကြီးကဒါတကယ်လည်းအောင်မြင်ခဲ့တယ်လူဦးတော်လိုင်းအတွက်လည်းတကယ်ကိုအားဖြစ်ခဲ့တဲ့ဒီအခြေအနေတစ်ခုဟာအခုတကယ်လို့များလာရှိုးကနေပြီးတော့ပြန်ဆုတ်ပေးရမယ် MNDA ကအတီရန်နယ်လေးပဲဖီအားတွေဖြစ်လာမယ်ဆိုရင်ဒီအခြေအနေကဟိုပုံစံတစ်မျိုးပေါ့နော်ဟိုနိုင်ငံရေးပုံစံအသွင်း ိုက်ပွဲပုံစံတွေပြောင်းသွားနိုင်လားစေရေးထက်ကိုတစ်ဖက်မှာလည်း AA ကဒီဘက်မှာတပွဲတည်းကြံခဲ့မဲ့နေတာပေါ့တပွဲတည်းဆိုရင်ပဲတခြားမဟာမိတ်တွေတော့ရှိသေးတာပေါ့လေဆိုတော့အဓိကဒီညီနောင်၃ပွဲရဲ့ကစားကွက်ပေါ့ကပုံစံတစ်မျိုးပြောင်းသွားနိုင်တာအလှည့်ပြောင်းအဲ့ဒီပေါ်ဘယ်လိုမျိုးမြင်လဲဗျကျွန်တော်မြင်တာတော့ညီနောင်၃ပွဲရဲ့အခြေအနေကအခုအခြေအနေမှာတော့ကျွန်တော်တင်တယ်ဟိုသူတိုက်ပွဲတစ်ခုတည်းတော့မဟုတ်တော့ဘူးဗျာနော်အရင်တော့ညီနောင်၃ပွဲကစစ်ရေးနိုင်ငံရေးရောဟိုတို့ကတည်တည်တခြားဟိုအတူတကွာ ညီနောင်သုံးခွလို့ပြောထားတဲ့အတိုင်းပေါ့ဗျာနော်ဟိုအတူတကပူပေါင်းဆောင်ကြတယ်ဆင်းရဲကိစ္စလည်းအတူတကပူပေါင်းဆောင်တယ်နိုင်ငံရေးကိစ္စလည်းအတူတကပူပေါင်းဆောင်တာ။ဆိုတော့အခု MNDA အခြေအနေအကြတော့အခုအဲ့လိုမဟုတ်တဲ့အခါကျတော့ကျွန်တော်ထင်တယ်ရှေ့မှာတော့ညီနောင်သုံးဖွဲ့ကြားထဲမှာဟိုနိုင်ငံရေးရပါတော့နိုင်ငံရေးရပို့ပြီးတော့အတူတကွဟိုခြိတက်တာမျိုးတော့ပို့ပြီးဖြစ်လာနိုင်ပါတယ်နော်အဲဒါပေမဲ့စင်ရေးနဲ့ပတ်သက်တဲ့ဆိုတော့ကျွန်တော်မြင်တာကတော့ AA နဲ့ DNA ကြားထဲမှာတော့ကျွန်တော်ထင်တယ်အခြေဆက်တီးဟိုရှိနေနိုင်ဦးမယ်လို့မြင်ပါတယ် ဒါပေမဲ့နိုင်ငံကြီးကတော့ကျွန်တော်ထင်တယ်သုံးဘွဲ့အတွင်းမှာတော့ကျွန်တော်ထင်တယ်အများအားသူတို့ဟိုစူးစီးမှုတော့ရှိနေမှာလို့မြင်ပါတယ်ဗျ။အဲ့တော့ຫນွေဦးတွန်လိုင်းအင်အားစုတွေဘက်ကဟို MNDA ရဲ့ကုလသမဂ္ဂနောက်ဆုံးမှုဖြစ်ခဲ့မယ်ဆိုတော့သူတို့တုံသက်ဝေဖန်နေတဲ့အရာကကျွန်တော်တို့လိုဘုံမသိကိုမသိကောင်းတော့သိရဗျာ။နော်ပြောလိုက်တော့မှတထွေးနိုင်သူရဲ့ကောင်လဲမင်းတိရဲ့သားနဲ့မင်းရှောက်ပြောနေတာတစ်တုံညာနဲ့ကောင်လဲနွေဦးတွလိုင်းနဲ့ဘာမှမဆိုင်ဘူးသူကမင်းတိရဲ့နော်ဟိုမှာမင်းအေးရဟိုကဘာအောင်ညိုဆိုတဲ့ကောင်မသိဘူးနော် ဒုစီဦးစီးချုပ်ဆိုရအောင်ပြောထားတာတစ်တုံညနှစ်ခွန်းဘာမှမဆိုင်ဘူး2019ရဲ့စီဇန်နေတာပါလို့ပြောတာရောငွေဥဒေါ်လာရင်းအတွက်ဆိုကြတော့ညှိနေသေးတယ်တက်ထွေးနိုင်နော်စောက်တရောင်းသားကောနော်ဒီဘက်ကလည်းဟိုစလိုင်းနော်အာရောအောင်ဆိုရကောနော်ကျတော့မင်းတို့သုံးသက်ဝေဖန်နေတဲ့အရာမင်းတို့သုံးသက်တာတဲ့တော့ငါသုံးသက်ဝေဖန်နိုင်ပြီးရအောင်ငါတိတဲ့အရာရင်းနဲ့ဆိုလို့ချင်းနော်ဘာမှပြောလိုက်ရ ဟိုစောက်သုံးမကြလို့လည်းနော်ဒီ ABS ကြီးကပြုတ်သွားတာပေါ့ကွာချင်းချင်းလေးနော်မင်းတို့စောက်သုံးမကြလို့ပြုတ်သွားတာပေါ့ကွာ flying ရောအောင်ဆိုတော့ကွာနော်အကြတော့ဘာမှဘူးမသိကိုမသိကောင်းနေနော်ကိုတိရဲ့မှန်တရားကိုလည်းမရှားပြရဲဘူးနော်အဲ့ဒီကအခုတက်ထွေးနိုင်သူက live main နေကောင်းလဲခါရ freelancer ဆိုပြီးပေါ့တမန်း40ပြောနေတဲ့ကောင်းနော်ဘာမှဟိုသူ့ပထွေးတွေကြရင်နော်ဖာရပြီးတော့ပြောပါပါလိမ့်မယ်နော်တစ်ဖက်ပိတ်သွားဒီကောင်းလဲတစ်ဖက်ပိတ် เนาะတစ်ဖက်ပဲเนาะအဲကြတော့မြင်သာဖို့လိုတယ်ဗျာเนาะကြာလို့ဆောက်လို့တီချုပ်လို့နှမသူအမမိနစ်တည်းကြံသေးရဲ့နောက်တော့16မိနစ်လောက်ကြံသေးရဲ့เนาะခင်ဗျားတို့ဆောက်လို့ချုပ်လို့ဖြတ်ပြီးလိုက်တယ်เนาะအဲကြတော့ဒီလောက်နားထောင်လိုက်ရင်ခင်ဗျားတို့ပြီးသွားပြီเนาะဆောက်ပိဆောက်ပိဒီဘာမှဟုတ်တာမဟုတ်เนาะပြောနေစုံနေတဲ့အရာလဲဘာမှဆောက်အရေးရဖတ်ရမဟုတ်ကျွန်တော်အထင်ဘာညာကြည့်กว่าနဲ့ပြောတော့ကြတော့ထဲထဲဝင်ဝင်ပါသလိုဘာလို့အဲစဉ်းစားသုံးစားနေဝေဘာနဲ့ဘာမှမပြတော့ဘာမှမပြတော့ဘူးအခုချစ်ဆုံးပြကုကန်နဲ့ဒီမှာစစ်တပ်နဲ့ခင်ဗျား ဘောတူညီချက်ဘယ်ကောင်သိအောင်ဘယ်ကောင်မှမသိဘူးတယောက်ကလည်းမထုတ်ပြန်ဘူးနော်ဘယ်ဘက်ကလည်းမထုတ်ပြန်ဘူးအာအကုန်လုံးဟာဟမ်ဘကရောသူပါသွားလိုက်ဘောရောသူပါသွားလိုက်ဟောပါသွားလိုက်အကုန်လုံးကအယူတွေဖြစ်လို့နော်အယူတွေဖြစ်လို့အမှအတုံးချခံနေရအကုန်လုံးတုံးချခံရနော်အကြောရှင်းရှင်းလေးပဲရှင်းရှင်းလေးပဲနော်အကြောမင်းတို့တက်တော့ငါဖေအောင်ငါတိထားတဲ့ဒေတာတွေနဲ့ပြောမယ်ဆိုမင်း9000မင်းတို့တက်ပို့တိနေသေးတယ် မနေ့တနေ့မှထပြောတယ်ကောမင်းတို့ကောင်းနေတဲ့တရားဝဲမီဒီယာသမားအမိကန္နာနဲ့ဟိုမှာနော် EPS တရားကအတွင်ဝင်အတွင်ဝင်ဟောင်းနေအတွင်ရမူဟောင်းနေပါရင်မင်းတို့စောက်ချက်လေးရှိကြအောင်နော်သိမင်းတို့လည်းသိရင်သိလိမ့်မယ်အမှန်တရားမင်းအဲ့ဒီတက်ထွေးနိုင်ပြောကောင်မင်းသိတယ်ဒါပေမဲ့မင်းအတင်းဆွဲကတာနွေဦးတော်လိုင်းနေနော်တစ်တုံညာနဲ့ကောင်နွေဦးတော်လိုင်းနေဘာမှမလုပ်မင်းတို့အသုံးချခံသွားလည်းသိရဲ့အေးဒါပေမဲ့မင်းတို့ကအဲမင်းတို့ကောင်အလုံးစုံရောတော့တာနော်အလုံးစုံရောတော့တာမင်းတို့စောက်ကျင့်တိုင်းပဲ เนาะအကြောတော့မြင်သာမယ်လို့တော့ထင်ပါတယ်ဗျာเนาะမြင်သာမယ်လို့တော့ထင်ပါတယ်